အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Thanksgiving ကြောက်ချောအေးလေးလို့တောက်ဖြစ်လို့လုံနည်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ရှင်ဒီအေးလေးဟာဆိုရင်ကိုကြဆေးရေလည်းတက်တာပြီးတော့လုံနည်းလေးကလည်းအရန်ကိုလွယ်ကူတော့မို့ဗီဒီယိုလေးကိုအစုံထိလိုက်ကြည့်ပေးကြပါဦးနော်ဒါလေးကတော့ Denfor တစ်စိတ်ထဲကကြောက်ချောအမိုးထုတ်လေးပါဒီတထုတ်လို့ကိုရေ400မီလီနဲ့ရောပြီးတော့အမှုတ်လေးတွေရေမှာပျော်သွားတဲ့အထိမှုေသွားပေးလိုက်ပါမယ်ရှင်။ င်းရင်တော့ပွပွဲစုနေတဲ့ရေ2000မီလီထဲကိုထည့်ပြီးတော့မီးအေးအေးလေးနဲ့အဆက်မပြတ်မှွေသွားပေးလိုက်ပါမယ်နော်။မွေးနေတော့ကိုလိုဝရက်လို့မရပါဘူးเนาะရက်လိုက်လို့ရှိရင်တောက်ချောအဖက်လေးတွေကအိုးမှာကပ်ပြီးတော့အဆင်မပြေတာမျိုးဖြစ်တယ်လို့ပါ ချောက်ချောတွေပွက်ပွက်ဆူလာပြီဆိုရင်တော့ကိုထက်ချင်တဲ့ဘန်းတောင်မှမဟုတ် ခွက်တစ်ခုတည်းကိုထက်ပြီးတော့အနည်းဆုံး2နာရီလောက်အေးခံထားလိုက်ပါမယ်နော်အေးခံတော်ကတော့အခန်းပူချင်းမှာပဲအေးခံထားလို့ရတယ်လို့ရေခဲတစ်တာထဲထည့်ပြီးတော့လည်းအေးခံထားလို့ရပါတယ်။ ကြောက်ကြောရပြီဆိုရင်တော့ Tenstein ကြောက်ကြောအေးလေးစလုပ်ဖို့အတွက်ကြောက်ကြောလေးတွေကိုကိုစိတ်ကြိုက်အနေတော်အတိုးလေးတွေလှိထားပေးလိုက်ပါမယ်။ ရင်တော့ခွက်လေးတစ်လုံးတည်းကိုရေခဲကြောက်ချောနဲ့တကြောင်းညိုလေးတွေကိုထပ်ပေးလိုက်ပါမယ်နော်ဒီနေရာမှာတကြောင်းညိုကိုလေကိုကြိုက်တဲ့အချိုပမာဏပုံမူတည်ပြီးတော့ကိုစိတ်ကြိုက်ထပ်ပေးလို့ရပါတယ်နော်ထိုင်းမာကလေနိုစေးနဲ့လည်းထည့်တောက်ကြတယ်ပေါ့နော်ကျမကတော့နိုစေးနဲ့ကြောက်ချောတွဲတောက်ရတာမကြိုက်လို့နိုစေးမထည့်ထားပါဘူးရှင်အခုဆိုရင်တော့လောရလွယ်ကူပြီးအရသာလည်းရှိတဲ့ကျမတို့ရဲ့ထန်းစတိုင်ကြောက်ချော်အေးအေးလေးဟာဆိုရင်တော့တောက်ဖို့အစစ်သေးဖြစ်ပါပြီ။ ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။